နွေဦးမိသားစုဝင်တို့ရေအားလုံးပဲမင်္ဂလာပါနော်အားလုံးပဲကျမဘေးကင်းကြမယ်လို့ညွှန်လဲပါတယ်ကျွန်တော်ဒီနေ့မှာတော့ဆရာဖြိုးတီဟာရေးသားထားတဲ့အညစ်ကြေးတွေကိုစေကြောကြတဲ့အခါဆိုတဲ့စောင်းပါလေးကိုအားလုံးအတွက်ဖတ်ပြပေးခြင်းပါတယ်အားလုံးပဲနားဆင်ပေးကြပါအောင်နော်အညစ်ကြေးတွေကိုစေကြောကြတဲ့အခါတစ်နှစ်ကိုနှစ်တက်ကူနှစ်ခါကြုံရတာမှာခရစ်တက်ကတော့နေ့စဉ်နေ့တိုင်းသုံးနေတာမို့ ူအခုပြောင်းဆိုရင်ဘဝကိုတိုးတက်ဖို့ပြောင်းလဲဖို့ဆိုတဲ့ဘက်စိတ်ကပိုရောက်တယ်။နောက်နေ့ကျပါလို့မယ်ပထမ3လအတွင်းဘာတွေဖြစ်ချင်လဲစသည်ဖြစ်ပေါ်မြန်မာနှစ်တက်ကူကတော့စိတ်ကြောတယ်တက်လွန်သွားတယ်တန့်စင်သွားတယ်ဆိုတော့ခံစားချက်ကိုပို့ပေးပါရယ်ကျွန်တော်တကူစားရပါအတတချမ်းဆိုတာကိုကလည်းဒီသဘောတရားပဲမဟုတ်လားတချမ်းလေးရဲ့ ရေကစားကြခရီးထွက်ကြတဲ့သူတွေတောင်နှစ်ဆန်းတရက်နှစ်ဆိုရင်တော့ကောင်းမှုကုသိုလ်လုပ်ကြအိမ်တန့်ရှင်ရင်လုပ်ကြဥပုံဆောင်ကြပါသေးတယ်ကျွန်တော်ထင်တယ်လူတိုင်းမှာမေ့လိုက်ခြင်းစရာစိတ်ကြောပြစ်ခြင်းစရာတစ်ခုခုတော့ရှိကြလိမ့်မယ်အမားတွေနောင်တတွေအတိတ်ဆိုးတွေကိုကိုကိုမကြိုက်တာတွေစသည်ဖြစ်ပေါ်နေစဉ်ဘဝမှာဆိုလဲ စိတ်ပင်ပန်းစရာတွေဝမ်းနည်းစရာတွေပူလောင်စရာတွေလောဘဒေါသတွေနဲ့ရှင်သန်နေရတယ်။ဒါတွေနဲ့ကင်းကွာခြင်းလို့လည်းမရဘူး။တတနာဘောင်မှအပြီးပိုင်မဝင်နိုင်ကြတာပဲကို။နှံရောစင်တွေအနှောင်ဖွက်တွေကနေလည်းမယုံထွက်နိုင်ကြပဲကို။မြင်တာအောင်ဥပမာပေးရရင်ချွေတလုံးလုံးနဲ့အလုံးလုံးနေချရတဲ့သူတွေလိုပဲ။ဒီလောဘချွေ ေါသချွေမောဟချွေမမာနာချွေမနာလိုဝင်တုံမှုချွေ ပြန့်လွင့်မှုချွေစတာတွေနဲ့ညစ်ပတ်နေတဲ့ကိုကိုကိုဒီနှစ်တက်ကူကာလမှာခဏလောက်အနာယူပြီးပြန်စီကြောကြတာပေါ့ပြီးရင်တော့တခါချွေတလုံးလုံးနဲ့ဘဝရဲပြန်ဝင်ကြရပြန်ရောရှင်သန်ကြရပြန်ရောအတတ်မွေးကြရပြန်ရောဒါကြောင့်ခုလိုကိုကိုကိုတန့်စင်ဖြစ်နေတဲ့အချိန် ေးကြောနေတဲ့အချိန်မှာဗားလေးတွေလှုပ်တင်လဲညှဝေခြင်းပါတယ်။နံပါတ်1ညှဝေလှူဒန်းခြင်းတစ်ခုခုပြန်ရလိုတဲ့ဆန္ဒနဲ့မလူနဲ့နံပါတ်2တောက်ဖို့နောင်ဘဝကုသိုလ်ရဖို့ဘာဆိုဘာမှမတွေးဘဲနဲ့အလူခံပုဂ္ဂိုလ်စိတ်ချမ်းသာ အစဉ်ပြေစီပုဂ္ဂိုလ်ပဲဥတည်တဲ့ဌာနမျိုးတိတ်အရေးကြီးတယ်မေတ္တာလဲပါရမယ်ပညာလဲပါရမယ် အတ္တအခြေပြုတဲ့ဒါနဟာစိတ်ကိုမစင်ကြယ်စေပါဘူးနောက်တစ်ခါကို့အိမ်မှာကိုလည်းမတုံးပြေမဝဲဖြစ်ပါပဲစိတ်အစွဲနဲ့တိမ်ထမိတာတွေကိုအတုံးလိုသူတွေစီမျှဝေဖို့လိုပါမယ် minimalist lifestyle ဟာဘဝကိုရိုးရှင်းစေတယ်ပော့ပါစေတယ်ကိစ္စနည်းစေပါတယ်နံပါတ်1ကိုကျင့်တိလာစောက်တည်ခြင်း တီလကို မဟာဒါနာလို့ဗုဒ္ဓံကဟောပါတယ်။ကိုကြောင့်တပားသူမထိခိုက်ရအောင်စောင့်ထိန်နေထိုင်ပြုမှုကြည်ကြံခြင်းဖြစ်လို့ပါတဲ့။ရှောင်တဲ့နာလဲရှောင်ရမယ်။စောင့်တဲ့နာလဲစောင့်ရမယ်။အဲ့ဒီလိုစင်ကြယ်မှုကနေရတဲ့ပီတိကဘာနဲ့မှမတူပါဘူး။အသားစားတာရှောင်ခြင်းပဲ။မတရားတဲ့ဖြစ်စီဝါမရှာဘူး။လိင်ကိစ္စတွေမှာမှားယွင်းစွာမကြင်ကြံဘူး။လိင်မပြောဘူး။ ဟမဆောင်မှုခုံးမတိုက်ဘူးရုံရင်ကြမ်းတမ်းတဲ့စကားတွေမပြောဘူးအရက်သေးစားမတောက်စားမမူးရနေဘူးဒီလိုတရက်ပဲနေကြည့်အင်မတန်နေလို့ကောင်းတာကိုခံစားရလိမ့်မယ်ငါးပါးတီလာကိုတစင်းထတ်တဲ့တော့ရှစ်ပါးတီလာယူတယ်ဥပုပ်ဆောင်နေဖြစ်သွားတယ်ဘာတွေတိုးလာလဲဆိုတော့အနောင်ဖက်တွေကနေလုကင်းအောင်နေရတာပဲအစားအစာပေါ်တတ်မှတ်မှုလျှော့ချရတယ်အတီးရမုတ် အဆူကတွေပေါ်ပါရလုံမှုကိုချုံနေရတယ်။ဖီလင်းပြင်ဆင်ခြေသပြီးကုကုကိုတတ်မှတ်တာတွေကိုဖယ်ရှားရတယ်။ခန်းခန်းနာနာအိတ်ဆက်နာယူပြီးထိုင်းမိုင်းနေတာတွေကိုရှောင်ကျင်ရတယ်။ကို့အိမ်နောင်ဘက်လက်တွဲပေါ်နဲ့ချစ်တင်နောတာတခုရင်အသာဖြေတာမျိုးတွေလည်းမလုပ်ရဘူး။ပိုပြီးစင်ကြယ်သွားသလိုအေးချမ်းသွားသလို ခံစားရတယ်။အလုပ်တွေပိုလှုပ်လာနိုင်တယ်စိတ်ကတည်ငြိမ်လာတယ်။ ပေါ်ပါလာတယ်။ရှစ်ပါးသီလမယူတော့ငါးပါးသီလတော့ယူကြည့်။ကျွန်တော်တို့လုပ်ခဲ့မှုတဲ့အမှားတွေရခဲ့မှုတဲ့နှောင့်တတွေဆိုတာငါးပါးသီလကျုပ်ပေါင်းမှုနဲ့အ ਨੇ အများဆက်ဆက်တယ်။ငါမယူတဲ့နဲ့ပိုက်ဆံယူခဲ့မိတယ်။မပြောတဲ့နဲ့စကားပြောခဲ့မိတယ်။တမီးစားဆက်ဆံရေးအိမ်နောင်ရေးမှာဖောက်ပြန်ခဲ့မိတယ်။စသည်ဖြစ်ပေါ်။ဒါကြောင့်သီလစင်ကြယ်ခြင်းဟာစိတ်စင်ကြယ်ခြင်းရဲ့ အကြောင်းတရားတစ်ခုလည်းဖြစ်ပါတယ်။နံပါတ်3ခွန်လွတ်ခြင်းဝင်ချတောင်းပန်ခြင်းဒါတိလဲကိုယ့်ရဲ့စိတ်အညစ်အကြေးတွေကိုတန့်စင်ပြစ်လိုက်တာပါပဲ။ဘဝကတူတူလေးပါ။တယောက်ယောက်ကိုမုန်းတီးနေရတာသိပင်ပန်းပါတယ်။တစ်ဖက်လူကတော့တိကျင်မှတိလိမ့်မယ်။ကိုယ်ပဲပူလောင်နေရတာဒါကြောင့်ခွန်လွတ်တဲ့နာခွန်လွတ်ပေးလိုက်ဒီလိုပဲစိတ်ထဲမှာ တဦးတယောက်နဲ့ပတ်သက်ပြီးနောင်တရနေမိတယ်ဆိုလဲတောင်းပန်လိုက်ကို့မားတွေရှိရင်ဝန်ခံလိုက်ဟန်ဆောင်နေရတာအယံပင်မနဲ့ခွလွန်ချင်းဟာအမုံတရားတွေကနေလွတ်မြောက်စေတဲ့ဆို ဝင်ချတောင်းပန်လိုက်ခြင်းကကိုကိုကိုရှည်ရွံ့မှုကနေယုံထွက်နိုင်စေပါတယ်။နံပါတ်၄တတိကိုလေ့ကျင့်ခြင်းတတိတီအရာရာပဲလို့ရေးဘူးပါတယ်။ ဗုဒ္ဓအဘိဓမ္မာယစိတ်ဆိုတာအရှိတရားမဟုတ်ဘူးအဖြစ်တရားစိတ်ကောင်းရှိတာမဟုတ်ဘူးစိတ်ကောင်းတွေဖြစ်ဖြစ်နေအောင်ကြိုးစားရတာမနာလိုစိတ်ဒီလူတိုင်းမှာရှိတယ်ဒေါသလူတိုင်းမှာရှိတယ်တမတ်မှု လူတိုင်းမှာရှိတယ်မာမာနလူတိုင်းမှာရှိတယ်ကိုကြည့်မရတဲ့သူကိုဖြစ်စည်းဆုံးရှုံးလို့စိတ်လူတိုင်းမှာရှိတယ်အဲ့ဒါတွေကို စင်ကျင်နိုင်စွမ်းထင်းချောင်းနိုင်စွမ်းပေါ်မူတည်ပြီးလူအဆင့်အတန်းတွေ ကွာခြားကုန်ကြတာဖြစ်ပါတယ်။ဒါကြောင့်စိတ်ဆိုးစိတ်ရုပ်တွေကိုယ်စီမှာဖြစ်ဖြစ်လာတိုင်းတတိနဲ့စင်ကျင်မိဖို့အရေးကြီးတယ်။ဒီအတွက်ကြိုတင်လေ့ကျင့်ထားကြရတာပါပဲ။ဒေါက်တာဖြိုးတီဟာ73ရက်4လ2025 ဆရာဖြူတီဟာရဲ့ဆောင်းပါးလေးကိုနှဆက်ပေးခဲ့ကြတဲ့အတွက်တဦးတယောက်ချင်းစီကိုကျေးဇူးများအိတ်တင်ပါတယ်နော်အားလုံးပဲကျမ်းမာပေးခြင်းပြီးမြတ်တက်မှာပျော်ရွှင်ကြပါစေ။